ဘာအကြီးဆုံးဗုဒ္ဓဘာသာကျောင်းတော်ကြီးကျွန်တော်တို့တာမန်အားဖြင့်ဓမ္မယုံဆိုတာမျိုးလေကောင်ဒါမှမဟုတ်ဒေါ့ထင်းမငင်းညမ်းစွာတည်ရှိတယ်လို့ပဲမြင်မှုကြမှာပါဒါပေမဲ့တရုတ်နိုင်ငံစီချွန်ရဲ့မြန်မာတဲ့တိဘက်ဂုံးပြေမြန်မာတော့လူရင်ကျင်းမှုတမိုင်းမှာဘသူမှမမြင်မှုသေးတဲ့အထူးဆန်းတဲ့အရာတစ်ခုပေါ်ထွက်နေပါ ಡಿ အဲ့ဒီနေရာကတော့စက်တာလုံးမလို့ခေါ်ပါ ಡಿ ပုံနှင်းမှာမြင်ရတဲ့အတိုင်းပဲဒီအရာကတောင်ကုန်းတစ်ခုလုံးကိုဖုံးအုပ်ထားပြီးအနီရောင်အိမ်ငယ်လေးတွေပါပဲ ဒီရင်ဒီက UI ချင်းရှိရှိစနေတကြစောက်ထားတာမဟုတ်ဖ ೇನೆ ထောင်ပေါင်းများစွာဒိမ်ပေါင်းများစွာစုပြုံနေတတ်တဲ့မှုလေးတွေလိုမြင်ငွေမျိုးပါပဲ။တာမန်မျက်စိနဲ့ကြည့်ရင်လူတွေနေထိုင်တဲ့ခြေရွာတွေရွာလိုမြင်နိုင်ပေမယ့်အမှန်တကယ်တော့ကဘာပေါ်ကအကြီးဆုံးသောတိဘက်ဗုဒ္ဓဘာသာပညာသင်ကြားရေးကျောင်းတော်ကြီးတစ်ခုပါ။ဒီအန်ဩဇရာနေရာကြီးကတဘာဝတိုင်းပေါက်ဖွာလာတာမဟုတ်ပါဘူး။ဒီကိစ္စကိုစတင်ခဲ့တဲ့သူကတော့တိဘက်ဆရာတော်ကြီးကမ်ဘိုဂျီမေဖုံဆုပ်ပဲဖြစ်ပါလိမ့်။ 1980ပြည်နှစ်မှာဒီဆီယာရော်ကြီးကတိဘတ်ဗုဒ္ဓဘာသာရဲ့ရှေးချဆုံးဖြစ်တဲ့နွေမာဂိုင်းပျောက်ွယ်သွားမှာဆိုလို့ဒီနေရာမှာကျောင်းဆောင်လေးတစ်ခုစတင်တည်ဆောက်ခဲ့ပါလိမ့်။အစကတော့အနီးနားကတပေတပန်းလက်တဆုပ်စားပဲရှိခဲ့တာပါ။ဒါပေမဲ့တစ်နှစ်ပြီးတစ်နှစ်တဖြည်းဖြည်းတိုးလာလိုက်တာတကြွလုံးတစ်မျိုးလုံးမဟုတ်ဘဲတောင်ကုန်းတစ်ခုလုံးကိုအနီးရောင်ကျောင်းဆောင်လေးတွေနဲ့ဖုံးလွှမ်းသွားခဲ့ပါလိမ့်။စိတ်ကူးကြည့်လိုက်ပါဒီကျောင်းဆောင်လေးတွေကယဟန်သီလရှင်နဲ့သာသနာလူငယ်တွေရဲ့တအူးချင်းစီနေထိုင်ရာအခန်းလေးတွေပါ။ တစ်ချိန်လုံးကဒီကျောင်းတော်မှာလူဦးရေ4000ကျော်နေထိုင်ပညာသင်ကြားတရားအားထုတ်နေခဲ့ကြပါသည်။ဒါဟာတာမန်ဗုဒ္ဓဘာသာကျောင်းတစ်ခုရဲ့သဘောတဘာဝကိုလုံးဝပြောင်းလဲပစ်လိုက်တဲ့လူအဖွဲ့အစည်းဆိုင်ရာဖြစ်ရပ်စံတစ်ခုပါပဲ။အမြင့်ပေ13000နီးပါးမှာအေးအေးရန်ကိုခံပြီးသာသနာအတွက်ရည်စဲချခဲ့ကြတဲ့သူတို့ဘဝရဲ့ပုံစံကတကယ်ကိုထိတ်လန့်စရာကောင်းလောက်တန်ိတ်တန်ခိုင်မာပါသည်။ဒါပေမဲ့ဒီလိုကြီးမားတဲ့လူစုလူဝေးကြီးကနိုင်ငံရေးအရမျက်စိနှောက်စရာဖြစ်လာခဲ့ပါသည်။တင်းရဲ့ပုံမြင်တွေကအမျိုးသားဟာ ။မှန်တော့ကနားထောင်တဲ့ဆက်ကိုရှာဖွေတွေးရှိလိုက်သလိုပဲလော်ရွန်ကာကိုအပြင်လောကရဲ့လှည့်ဝှက်အေးချင်းတွေလာရောက်ဆောင်ကြည့်နေခဲ့ပါသည်။နောက်တစ်ခုနှစ်ကစပြီးတရုတ်ဆိုးရဟာဒီကျောင်းတော်ကြီးကိုစတင်ဝင်ရောက်ဆွတ်ဖက်ခဲ့ပါသည်။ရုတ်တရက်အမိတစ်ခုချမှတ်လိုက်တယ်။လူဦးရေကိုကန့်တတ်မယ်။အစာအုံတွေကိုဖြိုချပြင်မယ်ပေါ့။2016-2019ခုနှစ်တွေမှာတော့အင်မတန်အကြီးကျယ်ဖျက်ဆီးမှုတွေလုပ်ခဲ့ရပါသည်။တောင်ငူရဲ့နေရာတော်တော်များများကိုဖြိုချလိုက်ပြီးနေထိုင်သူယဟန်တီလာရှင် ထောင်ပေါင်းများစွာကိုနေရာပြောင်းရွှေ့စေခဲ့ပါသည်။ အခုဆိုရင်လူဦးရေကိုတပေါင်းထိပဲကန့်သက်ထားပါသည်။ဒါပေမဲ့အသင်းပုံမြင်တွေကအမျိုးသားဟာဂျေနန်ဂျိုးကိုမီးလုံးမှပတ်ပြီးအပြေရှာဖို့ကြိုးစားသလိုမျိုးပဲ။လာရွန်ကမှရှိနေတဲ့ဘာသာရေးစိတ်ဓာတ်ကလည်းအလွယ်တကူပျောက်ကွယ်မသွားပါဘူး။တောင်ကုန်းတစ်ခုလုံးပြောင်းလဲသွားပေမဲ့လာရွန်ကတိဘက်ဗုဒ္ဓဘာသာရဲ့နှလုံးသားတစ်ခုဖြစ်တော့ဆက်လက်တည်ရှိနေသေးပါပြီ။ဒီမြောက်ကိုမြင်ရတဲ့သူတိုင်းဟာအေးချင်တွေကိုမကြောက်ဖဲကိုယ်ဘာသာရေးယုံကြည်ချက်နဲ့တရားဓမ္မကိုမြတ်နိုးတဲ့လူသားတွေဘလောက်ထိစည်းလုံးနိုင်လဲဆိုတာခံစားရမှာပါ။ တောင်ကုန်းဘုတ်ကအနီရောင်ကျောင်းဆောင်တွေဟာအခုချိန်မှာလူဦးရေနည်းပေမဲ့တချိန်ကကဘာအကြီးဆုံးလူအဖွဲ့အစည်းတစ်ခုကိုဖန်တီးခဲ့တဲ့ခိုင်မာတဲ့စိတ်ဓာတ်ကိုတတ်သိပြနေစေဖြစ်ပါရခင်ဗျာ။